နိုင်ငံသူနိုင်ငံသားများအားလုံးကိုစိတ်နှဖျားကျမ်းမာချမ်းသာစေကြောင်းဆုမှုပေါင်းတောင်းရင်းနဲ့မင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါပဲမြို့သားဒီမိုကရေစီအဖွဲ့ချုပ်ဘူလုံးမှုဆောင်အဖွဲ့ဤကြီးညာချက်အမှတ် တမြင်းဆောင်၁၁မြင်းဆောင်2020ရက်စွဲ2020ခုနှစ်နိုဝင်ဘာလ18ရက်2020ခုနှစ်နိုဝင်ဘာလ18ရက်နေ့တွင်ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲကြီးတွင်မြို့သားဒီမိုကရေစီအဖွဲ့ချုပ်သည်ပြည်သူ့လွှတ်တော်တွင်မဲဆန္ဒနှင့်နေရာ58နေရာအမျိုးသားလွှတ်တော်တွင်မဲဆန္ဒနှင့်138နေရာဒိုင်းဒေသကြီးပြည်နယ်လွှတ်တော်တွင် မဲဆန္ဒနဲ့900တနေရနှင့်ဒိုင်းရင်သားလူမျိုးရေးရာတွင်မဲဆန္ဒနဲ့23နေရာစုစုပေါင်း920နေရာအရွေးချယ်ခံခဲ့ရပါသည်မဲဆန္ဒနဲ့အားလုံး83ရာခိုင်နှုန်းကျော်အရွေးချယ်ခံရခြင်းဖြစ်ပါသည်ဤရလတ်သည်1990ခုနှစ်တွင်ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲကြီး၌ရရှိခဲ့သော82ရာခိုင်နှုန်းကိုကျော်လွန်နိုင်ခဲ့ပါသည် ်မြူသားဒီမိုကရေစီအဖွဲ့ချုပ်စတင်ဖွဲ့စည်းသည့်1988ခုနှစ်မှယခု2020ခုနှစ်ထိ32နှစ်တိုင်တိုင်ပြည်သူလူထု၏ဇက်တိုက်ထောက်ခံမှုဟူသောပြရုပ်ဖြစ်ပါသည်ဤရွေးကောက်ပွဲကြီးအောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းအတွက်အဓိကဖြစ်သောပြည်သူလူထု၏ကြွကြွနိုးကြားစွာပါဝင်မှုတို့အထူးကျေးဇူးတင်ဂုဏ်ပြုအပ်ပါ၏မိမိတို့နိုင်ငံ၏ကံကြမ္မာသည့် မိမိတို့လက်ထဲတွင်ရှိသည်ဟုသောပြည်သူများ၏ဒါဝန်သိစိတ်ကြောင့်နိုင်ငံ၏အနာဂတ်တို့လွန်စွာအားတက်ရပါကြောင်းကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်အလေးအနက်ပြောကြားလိုပါသည်ကိုဗစ် -19 ရောဂါ၏ဇိမ်ခေါ်မှုများအကြားတွင်အထွေထွေရွေးကောက်ပွဲကြီးကိုလွတ်လပ်၍တရားမျှတရေးအတွက်ပြင်ပန်းကြီးစွာဆောင်ရွက်ခဲ့သောဤတော်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဘောမရှင်အဖို့ဝင်များနဲ့ဝန်တန်းများဒီတော့ဤတဲ့ဝင်ကြီးဌာနအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပညာရေးဝင်ကြီးဌာနဂျမားရေးနဲ့အားကစားဝင်ကြီးဌာနနဲ့အခြားဌာနဆိုင်ရာဝန်တန်းများစေတနာဝန်တန်းများအားလုံးကိုလည်းကျေးဇူးပြုဂုဏ်ပြုအပ်ပါသည်မြို့သားဒီမိုကရေစီအဖွဲ့ချုပ်အွန်လိုင်းရေးအတွက်မြစ်တာစေတနာအရင်ခံပြီးအင်တိုက်အားတိုက် ကူညီလှုံ့ဆော်ပေးခဲ့ကြသောပြည်သူများ၏ ဝိညာဉ်ကူညီမှုများကိုလည်းဂျေဇူးတင်စွာဖြင့်တံပိုးထားပါသည်မြို့သားဒီမိုကရေစီအဖွဲ့ချုပ်အွန်လိုင်းရေးကော်မတီအသီးသီးနှင့်ဘာတီဝင်အပေါင်းတို့သည်ကိုဗစ် -19 အခြေအနေကန့်သတ်ချက်များရှိနေလင်ကစားဘာတီစီးပွားရေးလုပ်ငန်းများကို စိတ်အားထက်သန်စွာဆောင်ရွက်ပေးကြသည်ကိုလည်းကျေနပ်ဝမ်းမြောက်စွာအတိမတ်ပြုအပ်ပါသည်မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်လောင်းများဖြင့်ဝင်ရောက်ရှင်ပြိုင်ခဲ့ကြသော အဖွဲ့ချုပ်ဝင်အားလုံးကိုလည်းယေရှုပြည့်စုံပါသည်ပြည်သူများ၏ယုံကြည်ထောက်ခံမှုများဖြင့်အောင်းနိုင်ခဲ့ခြင်းဖြစ်၍ပြည်သူများ၏လွင့်ကျက်များကိုအကောင်းထည်ဖော်ပေး၍ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးပေါ်ထွန်း၍နိုင်ငံတော်ငြိမ်းချမ်းသာယာတိုးတက်ဖွံ့ဖြိုးရေးတို့ကိုဥတည်၍ဒါဆွန်သည်မြဒါယာအားညာနာအားတို့ဖြင့်တန်ဝန်များထမ်းဆောင်ရန်တန်ဒိတ်ထံခိုင်မာစွာချမှတ်ဆောင်ရွက်ကြမည်ဖြစ်ပါသည် ရွေးချယ်ခြင်းမခံရသော မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်လောင်းများ၏ဂျိုဟန်မှုများကို အဖွဲ့ချုပ်အနေနဲ့ကျေးဇူးတင်စွာအတိမတ်ပြုအပ်ပါသည်ဒီမိုကရေစီရွေးကောက်ပွဲများ၏သဘောတရားအရာတော်၎င်းလောကဓမ္မတာအရာတော်၎င်းအရှုံးအနိုင် အနေအမြင့်တို့ကိုရင်ဆိုင်ပြီးပင်ကန်းစာများရယူရမည်ဖြစ်ပါသည်ပါတီလိုအပ်ချက်စီယုံရေးအားနည်းခြင်းများကိုလေ့လာသုံးသပ်ပြီး ပြည်သူများနှင့်ဘုံမူရင်းနှီးနားလည်မှုရရှိရေးအတွက်ရရာအကျိုးစီးပွားများကိုဘုံမူထျောက်စွာ ဆောင်ရွက်နိုင်ရန်တင်ယူရမည်အခွင့်အရေးများရသည်ဟုယူဆရမည်ဖြစ်ပါသည်။ဗာဒီဥဆောင်သူများကလည်းတင်ငန်းစာများကိုနှလုံးသွင်းကြရမည်ဖြစ်ပါသည်။ဗာဒီရှင်ဝေးလို့ရတွင်အထူးအခက်အခဲများကြုံတွေ့ခဲ့ရသောကုစလေလောင်းများနှင့်အောင်နိုင်ရေးကော်မတီများအားလုံး၏ဒါဝန်တိစိတ်နှင့်ရဲစွမ်းတက်သည့်ကို အလေးထားဂုဏ်ပြုအပ်ပါသည်အထူးသဖြင့်အန္တေမြအကြကရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်တွင်ဝင်ရောက်ရှင်ပြိုင်ခဲ့ပြီးအေအေကျမ်းပဲ့အဖွဲ့၏ဖန်စီခေါ်ဆောင်သွားခဲ့သောမြို့သားဒီမိုကရေစီအဖွဲ့ချုပ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်နီနီမေမြင့်ပြည်တော်လွှတ်တော်ကိုယ်စားလှယ်ဦးမင်းအောင်နှင့်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းတော်ချစ်ချစ်ချောတို့အားအထူးချီးမွမ်းဂုဏ်ပြုအပ်ပါသည်။ဤကဲ့သို့ ရွေးကောက်ပွဲစည်းရုံး၏ကာလအတွင်းဝူဇလဲလောင်းများကိုအနိုင်ရပြုခြင်းသည်ဒီမိုကရေစီ၏ရည်တောင်းမြစ်ဖြစ်သောလွတ်လပ်၍တရားမျှတသည့်ရွေးကောက်ပွဲများ ဖြစ်မြောက်ရေးကို အထည်နာစေပါသည်တောင်ကုတ်ကိုယ်စားလှယ်လောင်းများကို အမြန်ဆုံးပြန်လည်လွတ်ပေးရေးအတွက်လဲတောင်းဆိုလိုက်ပါသည်ဤရွေးကောက်ပွဲတွင်အနိုင်ရရှိသောဒိုင်းနာနိုင်ငံ၏ပါတီများကိုလည်းဂုဏ်ပြုလိုပါသည် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးအတွက်ပူးပေါင်းဆောင်ရွက်ကြရန်ကိုလည်းဖိတ်ခေါ်အပ်ပါသည်မြို့သားဒီမိုကရေစီအဖွဲ့ချုပ်၏ရွေးကောက်ပွဲအောင်နိုင်ရေးအတွက်ဝမ်းမြောက်ကြောင်းဂုဏ်ပြုကြောင်းကြေညာပြောဆိုခဲ့သော အခြားရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများနိုင်ငံတကာအစိုးရများပြည်တွင်းပြည်ပအဖွဲ့အစည်းများပုဂ္ဂိုလ်များ အားလုံးကိုလည်းကျေးဇူးတင်ရှိပါသည်ပြည်ထောင်စုမြန်မာနိုင်ငံတော်၏အကျိုးစီးပွားအတွက်တော့၎င်း နိုင်ငံတကာအကျိုးစီးပွားအတွက်ဘလကောင်အပြန်အလှန်နားလည်မှုယုံကြည်မှုခင်မင်မှုတို့နဲ့လက်တွဲဆောင်ရွက်သွားနိုင်ရန်မျှော်လင့်ပါသည်ဒီတော်စုမြန်မာနိုင်ငံတော်ကြီးငြိမ်းချမ်းသာယာတိုးတက်ပါစေပြည်သူပြည်သားအလုံးအနေအချင်းဘေးရှင်းစွာနဲ့နှလုံးစေဝံအေးချမ်းကြပါစေကောင်းကျိုးလိုရာဆန္ဒပြည့်စုံကြပါသည်ဘ ਹੁ လုံမှုဆောင်အဖွဲ့မြို့သားတမှုပစီအဖွဲ့ချုပ် Thank <laughs> you.